ရီလေးကအဲ့မင်္ဂလာပွဲရပေါ့နော်အဲ့ဒါကသူတို့အတင်တောင်းွေပဲရှိသေးတယ်အဲ့နေရဆိုရင်ထိုင်ပြီးတော့ဝေါဝေါဝေါအဲ့လိုဖြစ်နေရလက်ဖွဲ့တာတော့မဟုတ်ပါဘာကားတစည်းသားဟိုဟာတစည်းသားအဲ့လိုမျိုးမရှိဘူးဆိုရင်တော့မှပဲတိန်းတိန်းလေးပါးလောက်တော့ရှိမလားမသိဘူးပေါ့နော်မျိုးသမီးတယောက်အနေနဲ့ဆိုရင်လည်းအရန်ဟိုအားကြပြီးတော့ဂုံယူတယ် ်ချဲ့ဒီ performance လုပ်တဲ့ပုံမှာပေါ့ဒီမောင်လေးတွေတို့ကောင်လေးတွေတို့စင်မော်တင်ခေါ်တဲ့ကိစ္စမှာအစင်လေးဆွဲစားရဲတို့နှာဘူးမာကြီးတို့ထင်ကြတယ်တကယ်ပဲထင်နေသလားပေါ့နော်ไอ้กรีลีอ่ะตินตองเนาะอမျိုးသမီးတယောက်နေနေဆိုရင်လည်းအရန်ဟိုအားကြပြီးတော့ဂုံယူတယ်အဲ့အမောင့်တော့လည်းဂုံယူတယ်ပြီးတော့အဲ့လိုတန်ဖိုးထားတတ်တဲ့အမျိုးသားဖြစ်တယ်ပေါ့เนาะအဲ့ကိုကြီးကိုကြီးကိုလည်းလေးစားရပေါ့သူတို့မိသားစုလည်းလေးစားရပေါ့အကောတော့အားကြပါပေါ့ဒါတော့အားကြပါပေါ့ ဂရီလီယာဘောတော့တင်တောင်းတဲ့ဒီဝယ်ရင်ဆိုလို့ရှိရင်ချဲကအမှန်တော့အစကိုရီကျတော့လည်းအမှန်တိုင်းပြောရမယ်ဆိုကို့ကိုအမြဲတမ်းဘောတော့ကြားတဲ့အော် agency ပေါ့နော်သူတို့ကဖုန်းဆက်လာ cherry ညီမလေးအာပွဲဒီနေ့ရှိရယ်နော်ညီမလေးအဲဝယ်ရင်နော်ညီမလေးဘယ်ချင်းဘယ်ချင်းအာကိုရီကျတော့လည်းပွဲခေါ်နေကြသူဆိုတော့အကိုကြီးဘာပွဲအတိတ်မမေးပြတော့ဘောနော်တအား ဝယ်တင်ဆိုတော့ဝယ်တင်ပေါ့အဲ့လိုမျိုးဆိုတော့ပို့ပါလေးပဲဟိုဘယ်လိုပြောမလဲ fresh fresh ဖြစ်တဲ့မူလေးပဲဝတ်သွားပါတော့အဲ့လိုမျိုးသေချာမတိမတိလိုက်တာပါအဲ့တော့ကလေပုံမှန်တော့အဲ့အဲဒီမတင်ပြစ်တာတော့ပဲရှိရပါတော့အဲ့လိုအိန္ဒိယဝယ်တင်နေတော်တော်များဆိုပြစ်တယ်ဆိုပြစ်တယ်ဆိုပြစ်တိုင်းမှာလည်းသူတို့ရဲ့ culture နဲ့အညီပေါ့အဲ့လိုဝတ်သွားတာမျိုးများပါတယ် မှန်တော့လေအဲ့ဂရီလေးကအဲ့မင်္ဂလာပွဲရပေါ့နော်အဲ့ဒါကသူတို့အတင်တောင်းွေပဲရှိသေးတယ်အဲ့နေရဆိုရင်ထိုင်ပြီးတော့ဝေါဝေါဝေါအဲ့လိုဖြစ်နေရသူတို့ကအမှန်တိုင်းပြောရမယ်ဆိုရင်လက်ဖွဲ့ထားတော့မှတော်တော်များတာလက်ဖွဲ့ထားတော့မှဟိုကဘာကားတစည်းသားဟိုဟာတစည်းသားအဲ့လိုမျိုးမရှိဘူးဆိုရင်တော့မှပဲတိန်းတသိန်းလေးပါလောက်တော့ရှိမလားမသိဘူးပေါ့နော်ကိုကြားတာလက်ဖွဲ့ငွေကအဲ့လောက်ရှိတယ်တင်တောင်းငွေလောက်ရှိတယ်လက်ဖွဲ့ငွေကလေသူတို့ဟိုအားကြစရာကြီးပေါ့နော်ဒါလူတယောက်ရဲ့ကံတရားလေကိုရီးယားမူးတည်တာပွားပြီးတော့အထက်တူပြောပေးတယ် အဲ့မှာလုံးဝဘယ်လိုပြောရမလဲခမ်းနားတာပေါ့သူတို့ရဲ့မင်္ဂလာအပြင်ဆင်ဆိုလဲအရန်ခမ်းနားရပေါ့နော်အဲ့လိုမျိုးဆိုတော့အဲဒီအရန်ပျော်ခဲ့ရပါတယ်မင်္ဂလာဆိုအဲ့လိုအကြီးကျယ်ဆောင်ခြင်းနဲ့ဘာညာရှိရတကယ်တကယ်တော့အခုတော့အဲ့လိုမလုတ်ချင်ပြန်ဘောနော်အဲ့လို အဲ့လိုကြီးဟိုဓာကြီးတွေအလောက်ကြီးတော့မသွားကျင်ဘူးပေါ့နော်အဲမတူးပေါ့နော်အဲအရင်တော့တော့အကြီးကျယ်ဆောင်ကျင်ခဲ့တာဒါပေမဲ့အသက်ကြီးလာတော့ပုံစံချင်းသွားရောအဆုံးသက်တရားပဲအရေးကြီးပါရဲ့ပေါ့လေရပါလားစင်တီပါရဲ့ပေါ့အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့လည်းဟိုပေါ့လုံနိုင်ရင်တော့ကောင်းတာပေါ့နော်အဲ့လိုမျိုးပါမိမိမတွေအကုန်လုံးကတော့ပစံမကြိုက်တဲ့မိမတယောက်မှမရှိဘူးဒါကိုလည်းပစံကြိုက်တာပြောစင်တာကိုတော်မကရင်တော့ရည်စားရည်စားထားလို့ရှိရင်ကွာတဲ့မလားနင်တော့ငါ့ကိုလာပြီးတော့အယုတ်မပေးနဲ့ငါလည်းအယုတ်လည်းမကြိုက်ပန်းစီလည်းမပေးနဲ့ပစံမပေး ဒါပတ်စံလိုချင်တာဝယ်လို့ရတယ်လေမဟုတ်ပြောပြ surprise ဆိုပြီးပတ်စံမဲ့ပေးကျွန်တော်ဒါတော့ဒီယောက်ျားလေးကြီးနေလဲပြောပြရတာအယုတ်တွေကဘာမှလုပ်လို့မရအောင်ပတ်စံရော့တသေးလေး၁၀သိန်း၁၀၀၂၀၀တထောင်အဲ့လိုပေးလိုက်အဲ့ဒါမိန်းကလေးတွေအားစီပဲပြိုင်ပွဲတွေပြိုင်ခဲ့တော့ဗောနောပြိုင်ပွဲတွေမှာကြာတော့ပြိုင်ပွဲတွေပြိုင်ခဲ့တဲ့အားတကြပါလဲဆိုတော့ဆရာတွေက music arrangement ကွာတခြင်းတွေကိုဆိုတဲ့အခါမှာပုံမှန်အတိုင်းမဟုတ်ဘဲနဲ့ ပုံစံမျိုးစုံတီးတယ်အဲ့ပုံစံမျိုးစုံပေါ်မှာ like ဆိုရတယ်အဲ့ကလေးဘွားတွေကအဲ့လိုမျိုးဆိုတော့အာဒီပေါ့ music type ပုံစံပေါ်မှာ multi beat ကိုလည်းအဲ့လိုလေးပေါ့ like ပြီးတော့ဆိုပြတော့ပရိသတ်တွေကလည်းဒီဟာဒီဝယ်တယ်မှာတော့တော်တော်များပါတော့အဲ့တချင်းလေးပို့ပြီးတတိထားမိသွားတယ်လို့ထင်တယ်ပေါ့အဲ့ အဲချဲ့ရောင်မှာသူကပြောတယ်အဲကူဂျီဝမ်ကိုကြီးလို့တမီရှက်တယ်လို့တမီဆိုရတာပေါ့နော်တမီတအားဆဲခံနေရတာလို့အဲအိန္ဒိယအဲ့တခြင်းဆိုတော့လို့ဘောလုံးတခြင်းဆိုတော့တမီတော်တော်ဆဲခံတယ်လို့ သမီးကပီလည်းမပီဘူးဆိုမဟုတ်ဘူးတဲ့မပီတဲ့ဒီ taste ကိုတဲ့အကိုတို့ကကြိုက်တာတဲ့အဆင်ပြေတဲ့ညီမလေးသူတို့ကသူတို့ကြတော့အတိမပြုတ်ပေးတယ်ပေါ့နော်ဒီစ조사ပြီးတော့ဆိုတဲ့ပုံမှာအတိမပြုတ်ပေးတယ်သူကတော့အဲသမီးလိုဟာလေးဒီလိုမျိုးပေါ့နော် layers လေးတွေတခြားလိုက်ဖက်ပြီးတော့အတက်နိုင်ဆုံး조사ပြီးတော့အဲဆိုပါပါညာအဲ့လိုဆုံးမပေးတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အဲသူတို့တွေကလို welcome လုပ်တဲ့အတွက်တော့နည်းနည်းအရင်ကထတ်တော့နည်းနည်းပေါ့အဲဆိုတာအဆင်ပြေပေါ့ဆောက်တော့ဆိုတအားရှက်တာ ော့လေအမှန်တိုင်းပြောရပါဘောနော်ဒီချဲ့ဒီ performance လုပ်တဲ့ပုံမှာဗောဒီမောင်လေးတွေတို့ကောင်လေးတွေတို့စင်မော်တင်ခေါ်တဲ့ကိစ္စမှာကြောက်ပါဘောနော်ဒီကောင်မကြီးကဗောနော်နာဘူးကြရတယ်ဗောနော်သိရမလားအစင်နေဆွဲစားရတယ်ဗါတော့အာတကယ်ပဲဗောတကယ်ပဲသူတို့ကအဲ့လိုမျိုးတကယ်ပဲထင်နေသလားဗောနော်အစင်နေဆွဲစားရဲတို့နာဘူးမကြီးတို့အဲ့လိုမျိုးထင်ကြရတကယ်ပဲထင်နေသလားဗောနော်ဒါတော်ပြတဆမှုတခုပါပဲပေါ့ဘာဖြစ်လို့အဲ့လိုမမြင်နိုင်တာလဲပြောချင်တာဟိုကိုရီဆိုလဲကွာဟိုတမီးပြောချင်တာဟို နာမည်ပဲမရှိအောင်မဲထင်းသိနေတယ်ပေါ့နော်အဲ့လိုကိစ္စတွေမှာကြာရင်ဒါပြိသက်နဲ့ကိုနဲ့ဟာအဲ့မှာတင်းဆက်ခဲ့တဲ့မောင်လေးတွေအကုန်လုံးကကိုယ့်ရဲ့မောင်နှမတွေတို့ပဲ တကယ်လည်းသူတို့တွေကချောပြီးတော့ချစ်ဖို့ကောင်းတယ်အဆင့်တန်းလည်းရှိရပြောချင်တာဟိုပေါ့နော်ကိုနဲ့အတူတူ performance လုပ်ခဲ့ကြရတယ်မောင်လေးတွေကိုလိုက်မေးကြည့်ပါလို့ကျမနဲ့တခါတော့ဖုံမကြောင်ဘူးပါဘူးပေါ့နော်အကုန်လုံးကလည်းကိုယ့်ရဲ့မောင်နှမတွေလိုပဲကိုကသဘောထားရတယ်ပေါ့နော်ပြီးတော့သူတို့တချို့ပွဲတွေမှာဆိုရင်လေအဲ့လိုအောက်ကနေမချဲကျွန်တော်ရှိရမချဲဆိုအဲ့လိုမျိုးပေါ့နော်မောင်လေးတွေအဲ့လိုမျိုးလေးရှိရအဲ့တော့ကိုကလည်းဟိုသူတို့တွေနဲ့အတူတူအဲ့လိုဖြောပြတင်ဆက်ရတဲ့ဟိုအရသာကိုလည်းသဘောကျတယ် client တွေကလည်း ခြေသေးစွာနဲ့ဒါကိုပြင်းမြင်တာကွာအဲ့အဲ့အဲ့ကိုယ့်ရဲ့ signature လို့ဖြစ်နေတော့အဲဒီဒါလေးကလည်းဟိုပျော်စရာတဲ့ပျော်စရာတစ်ခုပါပဲအဲ့လိုပဲမြင်ပေးစေချင်ပါတယ်ဗောနော်အဲ့လိုမျိုးဗောနော်စင်မော်တက်ပြီးတော့ဖြောပြေးတယ်အတူတူဖက်ကကြရတယ်ဘာညာဒါတွေကလည်းသူတို့ကလည်းကိုယ့်ရဲ့ကိုယ့်ကိုကွာဟိုအစိုးရတယောက်လို့အမတယောက်လို့ကိုအားပေးတဲ့အနုပညာရှင်တယောက်လို့ပဲချစ်ကြတာလေရိုးသားသားပဲအဲ့တော့လိုက်ပြီးတော့အဲ့လိုပိုးမိုးမိုးချိုးမြစ်ချိုးပြောကြတာဗောနော်တမရလည်းဟောက် ကိုအားပေးတဲ့ပြိသက်ကွာလားပေးတဲ့ပြိသက်တွေကကိုတကယ်ကိုအတွက်တကယ်ကျေးဇူးရှင်ပဲကိုကဘွားအစိတ်ပိုင်းတွေကသူတွေပဲဆိုတော့လေအဲ့တော့ကိုကသူတို့ကွာကိုကိုပွဲကြည့်ပြီးပျော်ပြီးတော့ပျော်စေရမယ်ကွာအခြေသိမ်းပြီးပြောဆိုသွားမျိုးဆိုတာထက် ဟိုချိန်တင်တကယ်ဆိုပြီးသွားတယ်ပြောရတယ်သူ့ပွဲရဆိုအဲ့ပြုံးပြုံးလေးနဲ့အိမ်ပြန်သွားမှမျိုးပဲဖြစ်စေချင်တယ်အဲ့တော့ချင်းပွဲဆိုပြီးတိုင်းလဲအရှင်ပြေးလာတမီးဘာလုပ်ပေးရမလဲအဲ့အဲ့လိုမျိုးပဲအမြင်နဲ့ပေါ့နော် client ကိုလည်းမေးတယ်ပြစ်တရီဟိုတောင်းဆိုလို့ရှိရင်လဲတတ်နိုင်ဆုံးဆိုပေးပါတယ်အရန်နေမကောင်းတဲ့အချိန်တွေလောက်တာပေါ့နော်ဟိုပုံမှန်အချိန်ကတော့အရန်ဆိုပေးပါအဲ့အတွက်လဲကိုအဲ့လိုမျိုးရှိလို့လဲကိုအရန်ပွဲဆိုရလို့လဲထင်ပါတယ်ဟုတ်